ုံးစီလို့ပြောလိုက်တာနဲ့တော်တော်များများကသိကြတာပေါ့နော်ပြီးလို့ရှိရင်ဒီအုံးစီမှာလည်းတော်တော်များများကကောင်းကျိုးရှိတယ်ဒီတော့အုံးစီမှာအလှပါရေးရအတွက်ဘလောက်ထိရိုးဝက်ချက်တွေရှိလဲဆိုတာကိုမျှဝေပေးမှာပါတယ်နော်အားလုံးမိပါပါနော်ဒီနေ့ဝီရိုရဲ့ sharing channel ကနေပြီးတော့ပြန်လိုက်ဆိုဆိုလိုက်ပါတယ်နော် အုံးစီတို့ပြောလိုက်တာနဲ့ဒီကဘာပေါ်မှာဆိုလို့ရှိအလှဆုံးမျိုးသမီးတွေကတော့မှသူ့ကိုတုံးပြကြတယ်ပြီးလို့ရှိရင်အကုန်ကြလဲတတ်တာတယ်ကဘာဝအုံးစီကိုလည်းဘလို့အုံးပြကြမလဲဆိုတော့လေဒီကညဝေးပြီးမှဖြစ်ပါတယ်နော်အုံးစီတို့ပြောလိုက်တာနဲ့အရင်ဥဆုံးမြင်တွေ့တတ်ကြတာကစပေပေါ့နော်ဒီစပေမှာဆိုလို့ရှိရင်အုံးစီကကျန်းမာတန်ဆွမ်းစေတယ်သူကဗီတာမင် E နဲ့ဗီတာမင် K ကြတော့တန်ဓာတ်တွေပါဝင်တယ်ပေါ့နော် တပင်ချုပ်ခွေးမှုတွေအတွက်ဆေးရည်ဒါမှမဟုတ်လို့ရှိရင်အုံးစီကိုလက်နဲ့အုံးစီလိမ့်ပေးပြီးတော့အစီပိုမထွက်စေတဲ့ကောင်းပြရတာလည်းပုံမှုပြော်လွယ်ကူစေရပေါ့နော်စပင်ရင်းကိုတော့မထိသေးပါဘူးတောက်ပတဲ့သူဆန်သားတွေကဒီအုံးစီမှာဆိုလို့ရှိရင်သူကတပါဝအတိုင်းကိုတောက်ပြောင်စေတယ်ဒါကြောင့်မို့လို့တော်တော်များများဆိုလို့ရှိရင်ဥယျာဉ်ပြားနဲ့စပင်အတွက်ဆိုလို့ရှိရင်ဒီအုံးစီကိုတော်တော်များများအသုံးပြုတတ်ကြပါတယ်နော် နောက်တစ်ခုကကြတော့အရေးပြားပေါ့နော်အရေးသက်တွေမှာလည်းသူကထိန်းသိမ်းလေးရှိတယ်ဒါမျက်နှာဒါမမဟုတ်ခနာကိုပေါ်မှာပေါ့နော်လိမ့်သေးတဲ့ဆိုလို့ရှိရင်လည်းအရေးပြားကသဘာဝအစီတွေထက်ထက်ပြီးတော့ဖိပေးလိုက်တဲ့အခါကျတော့ရှိရင်အဆုတ်သက်တွေကိုထိန်းသိမ်းပြီးတော့အလုံးလုံးဖြစ်ပါတယ်နော် နောက်တစ်ခုဆိုလို့ရှိရင်သူ့မှာကတားမြစ်ချက်ရှိတဲ့ဒီတက်တိုဆန်းခြင်းနဲ့ဂုံတက်ပြီးသူရှိတဲ့ကြောင့်အမင်းရရဖြစ်စဉ်ကိုသူကကွက်ပေးတယ်ပေါ့နော်ပြီးလို့ရှိရင်အည်ပြားကိုလည်းပြော့ပြောင်းပြီးတော့နူးညံ့စေပြီးတော့တောက်ပါစေတယ်ပေါ့နော်နောက်တစ်ခုမှဆိုလို့ရှိရင်တော့မိနှာပေါ့နော်အလင်းပြန်တဲ့ပစ္စည်းတွေမိတ်ကလိန်ပြီးရင်အုံးစီကို ้าပေါ်มาเล้งไปนึงบ่เนาะอี้ป้าရဲ့ตะบาวอ่ะอย่างนี้โตมิပြီးတော့อลิ้นเปลี่ยนเสียได้ปิสิอภิต้องปุ๊เลยสิแกนาตะคูก็จ้ะรอเมคอัพแฟเซยี่บ่เนาะอุ้งสีကိုဖျက်ရခတ်တဲ့မစ်တောင်ကော့စီတွေမှာမစ်လုံးเมคอัพတွေကိုဖျက်ဖို့အဆုံးပြုလေးရှိတယ်မစ်လုံးခရေတွေမှာဆိုလို့ရှိရင်မစ်အောင်မစ်လုံးအောက်ကအည်ပြားတွေအည်ချောင်းတွေစသဖြင့်ပေါ့နော်အုံးစီရဲ့ရေဓာတ်ကိုယူပြီးတော့အဆုံးပြုပေးလေးရှိတယ်ပေါ့နော်နောက်တစ်ခုမှာဆိုလို့ရှိရင်ဝီတို့ကသူ့ကိုအပြောင်းပေါ့နော်ဖြူစေ ွေးတွေအုံးစီနဲ့ဒီပလုတ်ကြီးနာမျိုးတွေသွားကိုဖြူဖွေးပြီးတော့တောက်ပါစီရပေါ့နော်သွားပိုးသွားချင်းကိုလည်းသူကသားမိပေးတယ်သွားတွေအယောင်တွေတိမ်မကဘူးဘက်ထရီယာပိုးတွေပြီးလို့ရှိရင်ဒီသွားပိုးစားတာတွေเนาะအဲ့ဒါကိုလည်းသူကသားမြင်ပေးတယ်เนาะတချို့လူတွေဆိုလို့ရှိရင်နှာခမ်းပေါ်မှာအဆီဖြစ်ပေးတာမျိုးလို့ပေါ့เนาะ နှခမ်းခွဲတာဆိုလို့ရှိရင်ကြည့်လို့မကောင်းတော့နှခမ်းအစီအဖြစ်လည်းသုံးပေးတာမျိုးတွေလည်းရှိတယ်ပေါ့နော်။ဒါကြောင့်ကိုယ့်ရဲ့နှခမ်းမှာအသားရည်ခြောက်တာမျိုးတွေဆိုလို့ရှိရင်လည်းအဖက်ဖက်လန့်လန့်ဖြစ်နေတဲ့ပြည်တွေဆိုလို့ရှိရင်လည်းဒီအုံးစီကိုကိုကသုံးပြီးပေးလို့ရတယ်နော်။အုံးစီမှာဆိုလို့ရှိရင်ဒီထက်ပုတ်ပြီးတော့အလှပရည်တွက်ရောကျမရည်အကွက်ပါအများကြီးကိုမှအကောင်းဆုံးပြည့်တဲ့အစီတစ်မျိုးလို့လည်းပြောလို့ရတယ်ပေါ့နော်။ အများကြီးကိုလည်းတုံးဝင်ပါတယ်။ဒါဒါဆိုလို့ရှိရင်အုံးစီကဘယ်လောက်ဖြစ်တုံးဝင်လဲဆိုတာအလုံးသိကြပြီးတော့ထင်ပါတယ်နော်။ဒါဆိုလို့ရှိရင်ဝီရိုရဲ့ကျမရေးသူဒီတာတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဝီရိုကိုဆက်လက်ပြီးတော့ရှိရှိနိုင်ဖို့ notification လေးဖိတ်ကြပေးလို့မမေ့ပါနဲ့နော်။